Graben bus ကကို့အသင်းကပြန်ဘက်ကိုတာနေတဲ့အချိန်ဆိုတော့ကောင်းတယ်။အဲ့လိုမျိုးကြာလို့ရှင်တော့သူကကွဲကိုထိမ့်ချုပ်ထားလိုက်မယ်။ဒါပေမဲ့ကို့အသင်းကအကန့်ခံနေရပြီ။တောက်လျှောက်အကန့်ခံနေရပြီဆိုလို့ရှင်ကွင်းလေရနေသူကဘောလုံးကိုဖြတ်တောက်တားဆီးနိုင်တာလုံးဝမရှိဘူး။ကျွန်တော်ကပြောချင်တာကဘယ်လိုမျိုးလဲဆိုတော့ Graben bus ရဲ့ Vina မှာက Manchester လိုမျိုးကစားသမားမျိုးလိုတာမဟုတ်ဘူး။ပြောမယ်ဆိုလို့ရှင်တော့ Graben bus ရဲ့ Vina မှာ Argentina ကကျွန်တော်ဒီပေါ်ဆိုလို့ရှင်တော့အဆင်ပြေမှာပေါ့လေနော်။ဒီနေရာမှာသူတို့ကတောင်းပန်ကိုလွှတ်ပေးလိုက်မယ်။ Why we are လွှတ်ပေးလိုက်မယ်။ ဒီနေ့ slot တွေးတဲ့ပုံစံကတော့ white area မှာလွတ်ပေးလိုက်တယ်ချိန်တိုင်းငါတို့ကအလဲမှာစုစည်းနေတယ်စုစည်းနေတာကြောင့်စင်ပြနိုင်မလို့သူတို့တွေးလိုက်တာကိုနာတေး real ကိုကြောင်းမယ်ပေါ့ real ရဲ့ကိုနာတေးကိုစိတ်ဝင်စားလာတယ်ဆိုတော့အချိန်ကနေစပြီးတော့ကိုနာတေးကြောင်းသွားတော့ပါပဲမင်္ဂလာပါကိုရေလေးတို့ရေမင်္ဂလာပါကိုပြူရေ ဟုတ်ကဲ့ပါဒါပါနော်ကျွန်တော်တို့ Man City နဲ့ Liverpool ဒါပွဲပြီးသုံးသက်ချက်အစီအစဉ်ပေါ့လေနော်ဒါတကယ်ကိုကောင်းတဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါဘယ်လိုဖြစ်ပါကိုပြက်ရလက်ဆိုရင်ပဲတကယ်ကိုပွဲကောင်းတစ်ပွဲပါပဲပေါ့နော်အဲ့တော့အစီအစဉ်ရဲ့ထုံးစံအတိုင်းပဲစလိုက်ပါမယ်။ဒါဒီပွဲပေါ့ကိုရဲလင်းထွန်းရဲ့အမြင်လေးနဲ့ပေါ့။ဒါကျွန်တော်တို့အစီအစဉ်ကိုစလိုက်ဆင်ပါရစေ။ဒီပါဘူးအတင်းကပေါ့နော်။ဒီပွဲမှာဒီပွဲကိုချင်းကတ်တဲ့ပုံစံပေါ့နော်။မှားခဲ့တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။မှားခဲ့တယ်ဆိုတာအထက် တို့ရွေးချယ်မှုကပြန်ပြင်လို့မမီရောတာဒါမျိုးတွေကျွန်တော်ကမြင်တယ်ရှင်းပါတယ်ဒီပွဲမှာလေပေါ့ဘူးတင်ကကိုယ်လေကိုလုံးဝဖိအားပေးဖို့ကြိုးစားတယ်ကိုယ်လေမှာယူပေါ့မရှိအောင်သူတို့ဖိတ်ဆို့ဖို့ကြိုးစားခဲ့တယ်ဗောနော်ဒီညမှာတို့ကတောင်ပန်းကိုလွှတ်ပေးလိုက်မယ်ဝိုက်အေရီယာလွှတ်ပေးလိုက်မယ်ဒီညဆလော့သွေးတဲ့ပုံစံကတော့ဝိုက်အေရီယာမှာလွှတ်ပေးလိုက်တဲ့အချိန်တိုင်းငါတို့ကအလဲမှာစုစည်းနေတယ်စုစည်းနေတာကြောင့်စင်ပြနိုင်မလို့သူတို့သွေးလိုက်တာ ခတ်တာကဒိုကိုကအရန်ကိုကောင်းသွားတာပုံမှန်တော့ပုံပြီးတော့တော်လေးကမှဖီနိုမီနောခြေသွမ်းမျိုးကိုပြသွားတဲ့အခါလီဗာပူးရဲ့ပလန်ကတော်တော်လေးကိုလွဲရလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ဒီလီဗာပူးကတော့ဒီကစားပုံခေါ်တဲ့အခါမှာလေသူတို့မှဒီ focal point မရှိဘူးဗျာတက်စစ်ပိုင်းမှာတော့ဘသူ့ကိုတီးပြီးကစားမလဲဆိုတော့ formula ပေါ့နော်အဲ့လိုမျိုးအကွက်တွေမရှိဘူးဒီ has paid တဲ့ကိုဝင်ပြီးသိုးမှလာဒီမှာမို့ Robertson တို့ရဲ့ overlap အားကိုယူမှလာ direct ball တွေတွားပြီးတော့ပဲကစားမှလာအဲ့လိုပုံစံမျိုးလေပါဘူးစီမှာမရှိဘူးရေရာမရှိပဲနဲ့အဆင်ပြေလိုမျိုးပေါ့နော်ကစားမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာကလည်းဒီပွဲစဉ်မှာလေပါဘူးတင် goal တကောမှမရသွားတယ်ဆိုတော့အခြေအနေမျိုးတွေဖြစ်သွားသေးတယ်ပေါ့နော်အဲနောက်တစ်ချက်ကကျတော့ဒီဒီပွဲစဉ်မှာတော်တော်လေးခြေစမ်းပြခဲ့တဲ့ကစားမှနှစ်ယောက်ပေါ့နော်ဒီပါဘူးဘက်မှာဆိုရင်တော့ကျွန်တော် Florian Bass နဲ့ suppose line ပေါ့ဒီညောက်ကတော်တော်လေးဟိုမှာခြေစမ်းပြခဲ့တယ် Florian Vest တူလုံနိုင်တယ်များတော့သူအကောင်းဆုံးစူးစမ်းပြီးတော့လုတ်ခဲ့တယ်ပေါ့နော်ဒါမျိုးလေးတော့ကျွန်တော်မြင်ပါတယ်အဲဒီညမှာတစ်ဆက်တည်းပေါ့နော်ကျွန်တော်အနေနဲ့ဒီပွဲတင်မှာရင်လီဗာပူးကိုရွေးချယ်ခဲ့တာပေါ့နော်ဒီပွဲကြုံမှာတော့ဒါအမှန်တော့မြတ်ကျွန်တော်မှားသွားခဲ့တာပေါ့မှန်တဲ့ချိန်မှာလည်းကျွန်တော်တို့ကမှန်တဲ့အကြောင်းကိုတင်ခဲ့သလိုကျွန်တော်မှားတဲ့ချိန်မှာလည်းကျွန်တော်မှားတယ်ဆိုတာကိုလည်းဝန်ခံဖို့တော့လိုတာပေါ့နော်ဒါကျွန်တော်မှားသွားတယ်ဟုတ်ကဲ့ အားလေးစလို့ကိုယ်တိုင်ကလည်းဒီပွဲစဉ်မှာတော့မှားယွင်းမှုတွေရှိခဲ့ကြတာဒီခြေစာကိုထည့်တာနောက်ကျတဲ့အပိုင်းဒီသူ4222တွားကျင်တဲ့အခါမျိုးတွေပေါ့နော်အဲ့ဒီအချိန်မှာကစားပုံတက်လာတယ်ဆိုပေမဲ့ဘယ်လိုပြောရမလဲတိုက်စစ်မှုအထောင်တောင်မရှိဘဲနဲ့ area တွေကို crossing တွေတင်နေတာကြီးကလည်းတိတ်တော့ပုံစံမကျအောင်ပေါ့နော်ဒါမျိုးတွေကျွန်တော်မြင်တယ်ဒီ Mercedes ဘက်ကစပြီးတော့ပြောမယ်ဆိုရင်တော့ Mercedes penalty မဝင်တဲ့အချိန်ကြီးကစပြီးပြောရမှာပေါ့ Haaland က ဒီသူမဝင်သွားတဲ့ penalty ပေါ့နော်အဲ့ဒီ penalty ကအဲ့ဒီ record ရကြည့်မယ်ဆိုအဲ့ဒီညာကြီးပဲလွဲတာနှလုံးရှိရပြမကန်ခင်မှာအဲ့ဒါကိုပြရတယ်ပေါ့နော်ကျွန်တော်တွေးလိုက်တာပေါ့နော်ဒီဟာလန်ကဒီခါတော့အခြားဘက်ကိုကန်တယ်ပေါ့ဟာလန်ကိုယ်တိုင်လည်းအဲ့လိုမျိုးတွေးလိုက်တဲ့ပုံပဲဟာဟိုဘက်ကိုရမတော့ငါဒီကဒီဘက်ကိုကန်တယ်လို့တွေးလိုက်တယ်ဒါကြောင့်မို့ငါလွဲနေရပေါ့ငါကန်လိုက်မယ်ဆိုပြီးသူယူလိုက်တာခတ်တာကတော့သူလွဲတဲ့နေရာလေးကိုရမကမိသွားတယ်ကိုရမလည်းပြက်လိုက်ညမှာကျွန်တော်မြင်တာပေါ့နော် ဟာလန်နောက်လာမဲ့ပွဲတွေပန်နလီကံမဲ့ပတ်ချမ်းကိုဂိုရမားတွေအကုန်လုံးတိပါသူဟိဘဲဆမ်မဲ့ကံတော့ဘာဖြစ်လို့ဒီလိုပြောလဲဆိုတော့ဟာလန်အဲ့လိုမျိုးဒီဒီလိုလိုယူပြီးတော့ညာဘက်ချမ်းအောင်ပေါ့နော်ဒီဟာလန်ရဲ့ညာဘက်ချမ်းအောင်ကံတဲ့အပိုင်းမှာလိုအပ်ချက်လေးတော့ရှိရယ်ဗျာဒါကကျွန်တော်လိုလူကဟာလန်ကိုလိုအပ်ချက်ရှိရယ်လို့ပြောတာနဲ့တော့ရည်ရွယ်တော့ကောင်းနေဆိုပေမဲ့ဟာလန်အဲ့လိုမျိုးကံတယ်ဆိုရင်တော့နည်းနည်းလေးတော့လိုအပ်ချက်တော့ရှိနေတာတော့ကျွန်တော်တို့အပိပတာကြီးတော့မြင်ရတယ်ဒါကတော့သူပြင်ဆင်ရမယ့်အပိုင်းပေါ့ဒါပေမဲ့လည်းနောက်ပိုင်းမှာသူဘိုးရွာသွားတယ်ဆိုတော့ သူ့အဘာကိုသူပြန်ပြီးတော့ခြေဖြတ်လိုက်နိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ဒီပွဲကြိုစီစဉ်မှာကျွန်တော်ပြောခဲ့ပါတယ်မန်စီးနီးကစားသမားတွေကကွန်ပိုရှာအရန်ကောင်းနေဒီမှာ individual ကတာမန်ထက်20လောက်20 20ပေါ့အဲ့လောက်ထိပိုတဲ့ကစားသမားတွေရှိတယ်ဒါကလည်းဖလမာကိုရစီရသွားစီအကြောင်းရင်းပဲဖလမာကိုရသွားတဲ့အပိုင်းပါလို့ဒီတယောက်ချင်းရဲ့တည်ငြိမ်မှုတယောက်ချင်းဆက်ထွက်သွားတဲ့ပုံစံတွေကနေပြီးဖလမာကိုရသွားတာ ော်တော်လေးကိုကောင်းတဲ့ဖိတ်ဆက်ကစားပုံလိုကျွန်တော်ပြောနေတယ်ဒီနေရာမှာတယောက်ချင်းအကြောင်းပြောပြီဆိုရင်တော့ကျွန်တော်ဒိုကူအကြောင်းတော့ဖြစ်မနေဘူးပြောရအောင်ဒိုကူဒီပွဲမှာအရန်ဟိုမှာအရန်ဟိုကောင်းတယ်ဒီပါဘူးသင်းပလန်မှားရုံနဲ့မကဘူးဒီပလန်မှားတာနောင်တော့ပါရသွားစေတဲ့အထိကိုဒိုကူကလှုပ်သွားခဲ့တယ် battery breathy ဆိုဒိုကူကိုဘလို့မအောင်မထိန်းနိုင်ဘလို့မအောင်ဒိုကူကိုမထိန်းနိုင်ဘူးပြီးတော့သူကိုယ်တိုင်ကဒီလီ ေပါဘူးတင်းဘယ်လိုပြောမလဲစိတ်တဲ့ကစားမှာသူ့လာထင်းသူကြော်ရမယ်ဆိုတော့ပုံစံမျိုးကြီးဖြစ်နေတာဟောလေပါဘူးရဲ့ကစားပုံကြီးကပြက်နေတာပေါ့နော်လေပါဘူးဆိုတာတက်ချစ်စင်မှုကျိုးစားရတယ်ဘောလုံးပြက်ပြီဆိုတာနဲ့ဒီတံပိုးကြီးကချင်းချင်းချင်းသွားတယ်ဒုဂူစီကဝါယူဆိုတာတံပိုးကြီးချင်းချင်းချင်းပြီးတော့လုံးဝလေပါဘူးတင်းရဒီအနေရဲ့အနေရဲ့ဖြစ်နေတယ်ဆိုတဲ့ခံစားချက်ကိုချင်းချင်းပေးတယ်ဆိုတဲ့ကစားမမျိုးကဒုဂူဖြစ်သွားခဲ့တာပေါ့နော်ကျွန်တော်ကတော့ဒီကစားသမားကဒီရာဒီမှာနောက်တစ်ဆင့်ကိုတိတိတတရောက်သွားပြီကျွန်တော်ပြောခြင်းနဲ့ ဒီထက်လည်းပိုကောင်းလာဖို့ရှိအောင်မယ်လို့လည်းကျွန်တော်ကတော့မြင်နေပါတော့ဒီ Liverpool ဘက်ကိုပြန်ပြီးတော့ဆက်ရမယ်ဆိုရင်တော့သူ့အနေနဲ့ visit တဲမှာဆိုရင်တော့စပါးလောက်ပဲကျန်တော့တယ်ထင်ပါတယ်တွေ့ရမယ်ပြန်လေဒါပေမဲ့လည်းဆန်နာလန်တော့ပါတော့ကံအားဖို့ရှိပါသေးတယ်ဒီလိုချိန်မှာ international break ဝင်သွားတာလည်းဒီ Liverpool တင်းအတွက်တော့ကောင်းတယ်ပေါ့နော်သူ့နေသူ့အနေနဲ့ပြန်ပြီးတော့လာမဲ့ဒီလက်ကြံရပြီမှာပေါ့နော်ဒီ Galactic ပုံမှန်လေးတိုင်းသွားပြီးတော့ဒီ Europa ဝင်ပြီဆိုတော့သွားမလား အဖေဘလောက်ပဲမှားမလားပေါ့တကူးကူးကိုသုံးပြချက်ချဖို့အတွက်ဂျားကာလာပေါ့အဲ့ဒါနဲ့ရှင်ကပြေဝင်သွားတယ်တကယ်လေးကိုကောင်းတယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီပွဲစဉ်ကတော့ကျွန်တော်ကတော့မျှော်လင့်ထားတာကအပြန်လန်သွင်းကိုးလေးမြင်ရမလားပေါ့နော်ဒါပေမဲ့လည်းအဲ့လိုမျိုးမဖြစ်သွားဘဲနဲ့မာစီဒီယာပဲလုံးဝထိုက်တိုက်တန်အောင်အနိုင်ရရှိသွားတယ်လို့ပေါ့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီပေါ်တော့ Man City နဲ့ Liverpool ပေါ့လေနော်ဒါ Man City နဲ့ Liverpool ဆိုတာခုနောက်ပိုင်းမှာဒါ Premier League Champion ဆိုကို ယူနေတဲ့အသင်းတွေပေါ့ဗျနော်အဲကျွန်တော်တို့ Man City ကတော့ပို့ပြီးတော့များတယ်တစီ Premier League မှာဒီနှစ်သင်းရပဲအဓိကပြိုင်ဆိုင်နေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်အခုနှစ်တွေမှာအဲတော့ဒီပွဲစမှာလဲဆိုတော့ဒီလိုမျိုးပုံစံတွေမြင်ရတယ်ပွဲကဆက်ဆဆင်းနေကအရန်ကိုကြည့်လို့ကောင်းတယ်နောက်တစ်ခုကဒီပွဲစဉ်ကကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ပေါ့ power game ကစားရတဲ့ပွဲစဉ်တစ်ပွဲပဲဒီ power game ကစားရတဲ့အပိုင်းမှာကျတော့ Man City ရဲ့ power game ကအရန်ကောင်းတယ်လီဗာပူးကဘာဆိုဘာမှလုပ်လို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်ပေါ့နော် ဒါဒီနေရာမှာတိုကူတော်တော်ကောင်းပါတယ်ဒါ Bradley ဘာဆိုဘာမှောက်တိုကူ ਨੇ ပတ်သက်ပြီးတော့ဗောနော်သူလုံးဝမထိန်းနိုင်ဘူးဗောပြောမယ်ဆိုလို့ရှင်တော့တိုကူကို Bradley လုံးဝမထိန်းနိုင်ဘူးတိုကူလို့သမျှကိုခံရတယ်ဗောတိုကူကလည်း Bradley မှပုံပြီးကွေရဲတော့ဆနောပြောရသလိုပဲသူ့ကိုလာပြီးတော့ဗောနော်တာစီကိုစ조사တဲ့ကစားသမားတိုင်းလူလူကိုသူကချော့ဖြတ်နေတာဒါနောက်ဆုံးသူကန်သွားတဲ့ကိုဘိုးဆိုလို့ရှင်လည်းအရန်ကောင်းပါတယ်ဒီနေရာမှာဟာလန်ရဲ့ပနတီလွဲတာလေးကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်ရတော့ဗောနော်ဒါ ဘလို့ပြောလဲဆိုတော့ကျွန်တော်ကတော့ PPO ကန်လိုက်တယ်လို့ကျွန်တော်မြင်တယ်။ highlight တွေလည်းဒီထက်ပိုပြီးနေတီတီငင်လေးနဲ့ကန်လိုက်မယ်ဆိုလို့ရှိရင်ဒီ penalty က9နိုင်သေးတယ်။ဒါပေမဲ့သူကတော့ PPO သူကန်လိုက်တယ်ပေါ့နော်။ဒါပေမဲ့လည်းသူ့ရဲ့ penalty လွဲချော်ဖို့တော့သူ့ရဲ့ပထမ twin goal ပေါ့နော်။အသင်းအတွက်အခွင့်ကိုးနဲ့ဒါပြန်ပြီးတော့ခြေလိုက်တဲ့ပုံစံမျိုးတော့ရှိပါတယ်။အခုကျွန်တော်ကဒီ Man City အပိုင်းလေးတွေကျွန်တော်ပြောမယ်ပေါ့နော်။ဒီလိုအခြေအနေမျိုးရှိတယ်။အဲ့တော့ Man City မှာကဒီပွဲကိုချေနေတဲ့ကျွန်တော်တွေးမိတာက Guardiola ကရန်ကိုမှရန်ကို smart ဖြစ်လွန်အားကြီးတဲ့နီးပြလို့ကျွန်တော် မြင်တယ်ဗျဒါနီကိုကွန်ဆလက်ကိုသူပြောင်းလဲပေးလိုက်တဲ့ပုံစံတစ်ခုကလေတော်တော်မိုက်တယ်နီကိုကွန်ဆလက်ဟိုဘောကျွန်တော်ဒီမန်စီးတီးကိုစရောက်လာတော့မှာအဲ့လိုမျိုးဒီလိုအနေထားမျိုးမဟုတ်ဘူးလက်ရှိမန်စီးတီးကကျွန်တော်ဟိုဘောကိုယ်လည်းလူရိုဇရီကိုနည်းနည်းမိမယ်ဆိုရင်မေးလို့ရတဲ့ပုံစံမျိုးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့အသင်းကတော့ဘောလုံးသင်းသင်းကတော့ကျွန်တော်တို့ဟိုမျိုးဆက်တွေအခုပြီးတစ်ခုပြောင်းလဲသွားတာပဲလေအခုဆိုလို့ရှိရင်ဘာရီယူလာအဲ့လိုမျိုးပြောင်းလဲနေတာပြောင်းလဲတဲ့အခါမှာဒီပွဲကတော့တော်တော်ကောင်းတယ်ဗျာဒီပွဲကတော်တော်ကောင်းတယ်နီကိုကွန်ဆာလက်လည်းကောင်းတယ် ပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Foden, Doku အကုန်ကောင်းတယ်ဗျာအကုန်ကိုကောင်းတဲ့ဘောလုံးပွဲတစ်ပွဲပေါ့နော်တိုက်စပ်မှု Haaland ပေါ့အဓိကကတော့ Haaland ကတော့ဒီပွဲမှာအရေးကြီးဒီအသင်းမှာပေါ့အရေးကြီးဆုံးပဲပေါ့နော်ဘယ်လိုပြောလဲဆိုတော့ Haaland မရှိလို့တော့မဖြစ်ဘူးဒီအသင်းရဲ့ကစားပုံရာလေဘာလို့လဲဆိုတော့ Haaland အဲ့လိုမျိုးတိုက်စပ်မှုရှိမှသူတို့နောက်ကနေပြီးတော့သွားတဲ့ပုံစံကလေ Haaland လိုမျိုးလူရှိမှအရှိမှအဆင်ပြေမှာ哦အဲ့လိုပုံစံရှိတယ်အဲ့တော့ Man City ကိုကျွန်တော်တို့ခြုံကျင်တော့ Man City မှာသိပ်ပြီးတော့မြင်မြတ်ဆဆပြောစရာတော့ မရှိဘူးပါဝါဂိန်းကစားဝါတယ်ပါဝါဂိန်းကစားဝါတာအရန်ကောင်းတယ်ဒီလိုအခြေအနေမျိုးမှာဒိုကူရဲ့ခြေစွမ်းကလည်းအရန်ကောင်းတယ်ဒိုကူရဲ့ခြေစွမ်းကလည်းအရန်ကောင်းသလိုကွင်းလေရလည်းတည်ငြိမ်တယ်ဘောလုံးကလည်းထိန်းချုပ်နိုင်တယ်ရပြီဆိုတာနဲ့အခွင့်အရေးတွေဖန်တီးတယ်တိုင်းခြေတန်းမှာလည်းကျွန်တော်ဟာလန်လိုတိုက်စပ်မှုရှိတယ်အဲ့တော့အချိန်တန်တော့မန်စီးတီဂိုးတွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့မန်စီးတီနိုင်သွားတယ်ပေါ့ဒါမန်စီးတီကတော့ကျွန်တော်ဒီလိုလေးပဲပြောချင်တယ်အဲ့တော့ကျွန်တော်တို့ကလီဗာပူးဘက်ကိုစမယ်ဒါပြီးခဲ့တဲ့နှစ်ကပရီးမီးယားလိချန်ပီယံအသင်းကဒီနှစ်မှာဆိုလို့ရှိရင်ဟိုတဒီပွဲပြီးမှာ အမှတ်ပေးစရာမှာကျွန်တော်မန်ယူရဲ့အောက်ပေါ်တော်မှကျောင်းသွားပြီကျွန်တော်အစောပိုင်းမှာဒီပွဲရှုံးတော်မှာလီဗာပူးကမန်ယူအပေါ်မှာရှီအောင်မယ်လို့ကျွန်တော်ထင်တာပြီးတော့ကျွန်တော်စောစောလေးကြည့်လိုက်တော့အောက်ရောက်သွားတယ်ဒါပေမဲ့အမှတ်ကတော့ဘာမှတော့မဟုတ်ဘူးဒါပေမဲ့အောက်အောက်ရောက်သွားတဲ့အနေအထားကတော့လီဗာပူးအနေနဲ့ကြည့်မယ်ဆိုလို့ကျွန်တော်တိတ်တော့အဆင်မပြေဘူးပေါ့ဒါပေမဲ့အချိန်တိုင်တော့အပေါ်ပြန်ရောက်မှာအပေါ်မှာကြာတခြားတော့ကျွန်တော်ဟိုပေါ့ဆန်နလန်တို့ဘာလို့အပေါ်မှာရှိနေလို့ဒါပေမဲ့အဲ့ဒီသင်းတွေကအချိန်တိုင်အောက်ပြန်ရောက်မှာပဲအဲ့ဒီသင်းတွေအောက်ရောက်သွားတယ်နော်အချိန်တိုင်လို့ရှိရင်ကျွန်တော်ပရီးမီယာလိရဲ့အသင်းကြီး၅သင်း၆သင်းလောက်ကတော့တို့ဒီအပေါ်မှာပဲရှိမဲ့ကြာတိတစ်ခုပါပဲဒီယာဒီယာဒီလိုအချိန်တိုင်လို့ရှိပါတယ်အဲ့တော့ လီဗာပူးကဒီပွဲမှာဘာလို့ရှုံးသွားလဲဆိုလို့ရှိရင်ပထမဆုံးအချက်တစ်ချက်ကတော့ဗန်ဒိုက်ရဲ့ဂိုးကနေစပြီးတော့ပြောရမှာပေါ့နော်ဗန်ဒိုက်ရဲ့ဒီကွန်နာဂိုးကတကယ်တော့တော်တော်ကောင်းတယ်ဗျဆာလာတင်ပေးလိုက်တာဗန်ဒိုက်ခေါင်းတိုက်လိုက်တာအရင်ကောင်းတယ်ဒါပေမဲ့ဖြစ်စင်တော့ရောဘတ်ဆန်က အဲ့နားမှာပေါ့နော်ကိုသမားရဲ့ရင်ကွင်းလည်းပိတ်သလိုလည်းဖြစ်နေတယ်ပြီးတော့လူကျုံသလိုလည်းဖြစ်နေတော့ဒါဒီကိုကကျွန်တော်လူကျုံလည်းဆိုရင်ကိုမပေးဘူးပေါ့နော်အဲ့မှာသာဝန်ဝန်ဖြစ်သွားမယ်ဆိုလို့ရှိရင်တော့ဒီပွဲကတစ်မျိုးတစ်မျိုးတော့ပြောင်းလဲသွားနိုင်တာမျိုးတော့ရှိတယ်ပေါ့နော်ဘာပဲပြောဒါကတော့အလဲပြောင်းနေတဲ့အတခုလို့ပြောလို့ရတယ်နောက်တစ်ခုကလီဗာပူးကကျွန်တော်တို့ကောင်းသလိုလိုနဲ့လီဗာပူးမှာလိုအပ်နေတဲ့အရာလေးရှိတယ်ကျွန်တော်ဒီအရာလေးပြောပြမယ်အဲ့ဒါကကျွန်တော်တို့ပေါ့နော်ကိုယ်လည်းက face ပေါ့နော်ကိုယ်လည်းမှာကျွန်တော်တို့ face ရှိမယ်ပြီးတော့ grab and bash ရှိမယ် ီးတော့ grammar batch ရဲ့နောက်မှာရှိတယ်ကျွန်တော်တို့ center back နှစ်ယောက်ကြည့်မယ်ဘောနော်ဒါကျွန်တော်ဒီ liverpool မှာကျွန်တော်ဒီနေရာလေးကိုကျွန်တော်အဓိကထားပြီးပြောမယ်အခု face ကိုဘယ်သူကခေါ်ခဲ့တာလဲ slot ကခေါ်ခဲ့တာဘာဖြစ်လို့ခေါ်ခဲ့တာလဲကွင်းလယ်မှာဘောလုံးထွက်ချင်လို့ slot က face ကိုခေါ်ခဲ့တာဒါပေမဲ့ဒီကစားသမားရောက်လာတယ်ကွင်းလယ်မှာဘောလုံးမထွက်ဘူးဘာမှမဖြစ်ဘူးဒီဘက်မှာတော့ကျွန်တော်စူးစမ်းပါရဲ့ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာမှတော့မဖြစ်ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပဲအဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ तू က Sobo Slide, Matt Alistair, Robert Bass ဒီ၃ယောက်ကိုလည်း तू ကတုံးကျင်တယ်။ तू က Vince ကိုလည်းတုံးကျင်တဲ့အခါမှာကျွန်တော်တို့က Gap ကိုအရန်ခုံထိုင်လိုက်ရတယ်။တကယ်သာဆိုလို့ရှိရင် Sobo Slide နဲ့ Matt Alistair တွေကနှစ်ယောက်တည်းတစ်ယောက်ကအရန်ခုံထိုင်ရမယ်။ Robert Bass ကတော့ပုံမှန်ဆိုလို့ရှိရင်အရှိမဆိုလို့ရှိရင် Vince ရှိမယ်ကျွန်တော်တော့မှ Gap ကိုပေါ့။ဒါပေမဲ့ तू ကပြောမှဆိုလို့ကျွန်တော်ကျွန်တော်ဆွမ်းနာပြောရတဲ့ကိုယ်နဲ့လူ၃ယောက်ကိုလည်း तू ကတုံးကျင်တဲ့အခါမှာ Vince ကို तू ကတောင်းပန်ပို့လိုက်တယ်။ အဲ့ဒါကြီးအဆင်ပြေလားဆိုတော့အဆင်မပြေဘူးအခုကျွန်တော်တို့လူစားလဲတဲ့အနေအထားမျိုးမှာလဲကျွန်တော်တို့ပျောက်နေတဲ့တိုက်စမှုကအီကီတီကီကိုလဲတယ်ကျွန်တော်လက်ခံတဲ့အီကီတီကီကိုလဲရမှာပဲဒါပေမဲ့ကိုယ်နဲ့မှာ vis ကိုဆက်ပြီးတော့ထားခဲ့တယ်ပြောချင်တဲ့သဘောတရားကဒီကစားသမားကသိပ်ပြီးတော့အဆင်မပြေဘူးအဆင်မပြေတဲ့အနေအထားမျိုးမှာ तू ကနည်းလေးခေါင်းမာပြီးတော့သုံးနေတယ်ကြည့်ရတာကပြောမယ်ဆိုလို့ရှိရင်တော့ဂျာမနီမှာကစားခဲ့တဲ့ Vist တို့ကျွန်တော် Liverpool ဆင်ရ Vist တို့ ਨੇ တခြားစီတော့ဖြစ်နေတယ်ဗျကျိုးတော့ကြိုးစားတယ်ဗျအဆင်ပြေဖို့တော့ကြိုးစားတယ်ဒါပေမဲ့ကြိုးစားရင်ကြိုးစားရင်လည်း သူ့ရဲ့ပေါ့နော်ဒါကျွန်တော်ထင်တာကတော့ယုံကြည်မှု element ညော့နေရလို့ကျွန်တော်မြင်တယ်ဗျပြောမဆိုလို့ရှိရင်တော့ Liverpool နဲ့သူတို့အခုချိန်ထိတော့ဒါအဆင်မပြေသေးဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကတော့ primary ticket ပေါ့နော်ဒါဒုတိယချက်ကကျတော့ Graven Bass ပေါ့ Graven Bass ကိုဘာလို့ပြောရလဲဆိုတော့ကျွန်တော်လက်ရှိမှာအရန်ကောင်းနေတဲ့ကစားသမားကိုမင်းကဘာလို့ဒီလိုပြောလဲဆိုလို့ရှိရင် Graven Bass ကကိုယ့်အသင်းကပြန်ဘက်ကိုတာနေတဲ့အချိန်ဆိုရင်တော့ကောင်းတယ်အဲ့လိုမျိုးကြလို့ရှင်တော့သူကကွဲကိုထိမ့်ချုပ်ထားလိုက်မယ်။ဒါပေမဲ့ကို့အသင်းကအကန့်ခံနေရပြီ တောက်လျှောက်အကန့်ခံရပြီဆိုလို့ရှင်ကွင်းလေရနေသူကဘောလုံးကိုဖြတ်တော့တားဆီးနိုင်တာလုံးဝမရှိဘူးအလုံးဝမရှိတာ grammar base ဘေးနားမှာကစားနေတာက matlister ပြီးတော့ရှေ့မှာ support line ရှိမယ်ပေါ့နော်ဟာပါတော့အဲဒီလိုကျွန်တော်ကပြောချင်တာကဘယ်လိုမျိုးလဲဆိုတော့ grammar base ဘေးနားမှာက matlister လိုမျိုးကစားသမားမျိုးလိုတာမဟုတ်ဘူးဥပမာ grammar base ကိုကျွန်တော်တို့ကရရတူရီလို့မြင်ကြည့်လိုက်မယ်ဆိုပါစို့သူ့ဘေးနားမှာလိုတာက berry တို့ဒီချောင်တို့လိုကစားသမားမျိုးလိုတာဖြစ်တယ် ်ပြောမယ်ဆိုလို့ရှိရင်တော့ Gravel Bassin ဘီနာမှာအာဂျင်တီးနားကကျွန်တော်ဒီပေါ်ဆိုလို့ရှိရင်တော့အဆင်ပြေမှာပေါ့လေနော်အဲဒီလိုမျိုးပေါ့ Manchester ကဟောဒီပေါ်ပေါ့လေအဲကျွန်တော်ပြောချင်တာအဲ့လိုမျိုးပေါ့နော် Gravel မှာဘောတော့အဲ့လိုမျိုးသူ့ရဲ့ဘီနာမှာလူလို့တယ်ဗျ။ तू ကအသေးကစီးနေပြီဆိုတော့အဆင်ပြေတယ်သူလုတ်ပြလိမ့်မယ်ဒါပေမဲ့ အသင်းကအကန့်ခံတွေရပြီဆိုတော့ तू ဒါစီးနိုင်ဆိုရင်လုံးဝမရှိဘူးအဲ့တော့ဘာဖြစ်လဲကျွန်တော်တို့ပွဲဆက်တာချင်းအစောပိုင်းမှာမက်ဆီကန်နေရာမှာအများကြီးပဲအဲ့မှာနေဂိုးတွေကဖြစ်သွားလို့ရတယ်အဲ့နေရာတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ကျွန်တော် Gravis လိုအပ်ချက်ရှိတယ်ဒါလည်းသူ့ရဲ့အားနဲ့ချက်တော့မဟုတ်ဘူးဗျာဒါ तू ကဒီဘိုင်းမှာအားနဲ့တယ် तू ကကျွန်တော်တခြားနေရာကောင်းတဲ့လူမျိုးပေါ့နော်ဒါပေမဲ့သူ့အသင်းမှာဒီလိုမျိုးကိုလုပ်ဖို့ဆိုတာလည်းလက်ရှိမှာသူ့ပဲရှိတယ်အဲ့ဒါအဆင်မပြေတဲ့တစ်ချက်ပေါ့နော်အဲ့နောက်တစ်ချက်ကိုကြည့်မယ်ဆိုတော့ကျွန်တော်ကျွန်တော်ဒါဆန်လက်ဘက်နှစ်ယောက်ကိုပြောမယ်ဘန်ရိုင်းနဲ့ကိုနာလေး ဒီအတွဲကဒီရာဒီမှာမကောင်းဆက်ရှင်းလေးပဲဘလို့မျိုးမှာစပြီးမကောင်းဖြစ်လာလဲဆိုတော့ကိုနာတေးရီးရဲကိုပြောင်းမယ်ပေါ့ရီးရဲကိုနာတေးကိုစိတ်ဝင်စားလာတယ်ဆိုတော့အချိန်ကနေစပြီးတော့ကိုနာတေးကြောက်သွားတော့ပါပဲအဲ့ဒီအချိန်မှာတိုက်ပတ်သွားတယ်တိုက်ပတ်သွားတဲ့အခါမှာဗန်ဒိုက်ကတော့ကောင်းပါတယ်ဒါဗန်ဒိုက်ကတော့သူ့ရဲ့ပုံစံတိုင်းဗန်ဒိုက်ကတော့အမြဲတမ်းကောင်းတယ်ဒါပေမဲ့ကိုနာတေးကအဲ့နောက်ပိုင်းဆိုင်ကိုနာတေးကြောက်သွားတာ လီဗာပူးဒီယာဒီကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဂိုးတွေအရန်ပေးရတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ဒါဆန်နာဘက်နှစ်ယောက်ရှိရာကွင်းလယ်မှာရှိပါကစားနေတဲ့ကစားသမားကလည်းဘောလုံးတွေကိုဖြတ်တောက်တဲ့အပိုင်းမှာအားနေတယ်။ဒီလိုမျိုးပဲဆန်နာဘက်နှစ်ယောက်ကလည်းပြန်ဘက်ကဘောလုံးဆွဲလာပြီဆိုလို့ရှိရင်နောက်ပြန်ပြေးတဲ့ဆန်နာဘက်တွေဖြစ်နေတယ်။ကျွန်တော်တို့ဒုက္ကံဝါအတော့ကြည့်လိုက်ဒီလိုပုံစံမျိုးပေါ့နော်။ နောက်ပြန်ပြေးတဲ့အခါမှာကန်ခွင့်ရတယ်ဗျာအဲ့တော့ဒီရစီမှာဆိုလို့ရှိရင်တော့ကုနာတေးကဒါအသိအစင်မပြေဘူးပေါ့ရီယဲကလည်းစိတ်ဝင်စားရတယ်ဆိုတာနဲ့ပဲဒါကုနာတေးပန်တိုင်းဒီခက်စစ်သူတို့နှစ်ယောက်ရဲ့အနောက်တန်းအသိပြီးတော့မကောင်းတော့ဘူးပေါ့နော်ဒီလိုမျိုးတွေဖြစ်သွားတယ်အဲဒီလိုမျိုးတွေဖြစ်သွားတဲ့အခါမှာဒါဆာလာကလည်းကျွန်တော်တို့အရင်ကဆာလာလိုတော့သိတော့မဟုတ်တော့ဘူးပေါ့ဒါပေမဲ့ဆာလာလည်းသူကလည်းသူတို့ကောင်းပါတယ်ဒါပေမဲ့ဒီလိုအခြေအနေမှာဖြစ်နေတဲ့အခါမှာအီဂီတီကီကလည်းအချိန်တိုင်းဆိုလို့သူတို့ကြာနေတယ်ဒါအီဆက်ကလည်းအခုမှပြန်လာခါစားဆိုတော့ဒီလိုမျိုးတွေဖြစ်သွားတယ်အဲတော့လီဗာပူးဒီပွဲမှာရှုံးသွားတယ်ပေါ့နော်ဒါရှုံးသင့်ရှုံးထိုင်လို့ရှုံးသွားတယ် ယ်ပွဲစဉ်တွေလို့ပဲကျွန်တော်ကတော့ပြောစင်တယ်ဒါအခုဒီရှုံးပွဲအပြီးမှာတော့ဒါကျွန်တော်တို့ပရီးမီယာလိဂ်ကပို့ပြီးတော့အစ်စ်ဝင်စားဖို့ခေါင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့အာဆင်နယ်ကဆန်နလန်ကိုလည်းသိကြပါတယ်ဒီရက်လက်ကမမျော်လင့်ထားတဲ့ရက်လက်ဆိုပေမဲ့ကျွန်တော်ကတော့အဲ့ဒီပွဲမှာအာဆင်နယ်နဲ့ဆန်နလန်မှာတခုခုတော့ ဖြစ်လာမယ်လို့ကျွန်တော်တော့ထင်မိခဲ့တယ်ပေါ့နော်။ဒါပေမဲ့အဲ့လိုမျိုးတကယ်တမ်းလည်းဖြစ်လာတယ်။ပြီးတော့ရှက်ကာပေါ့နော်။ရှက်ကာဆိုလို့ရှိရင်လည်းဒါအသိဟောင်းပေါ်မှာသူ့အနေနဲ့တော်တော်လေးကိုပေါ့စိတ်တွေရှိပုံရပါတယ်။တော်တော်လေးကစားဝါကိုလည်းတွေ့ရတယ်။အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အခု Man City ကလီဗာပူးနိုင်ဝါတဲ့ခါမှာအာဆင်နယ်နဲ့ Man City ပဲပြိုင်ဆိုင်မဲ့ Premier League Championship ပုံစံဖြစ်သွားတယ်။အာဆင်နယ်အရှိတ်လာမဲ့ပွဲစဉ်နှစ်ပွဲကကြက်တယ်နော်။ ဘုဒ္ဓနှစ်ပွဲကကျက်တယ်နောက်တစ်ခုကအခုကျွန်တော်တို့ကဒါစောင်းဝင်လာတဲ့သဘောတရားလေးရလည်းဖြစ်လာတယ်မန်စီးတီးယားကျတော့အခုအချိန်အဟုန်နဲ့အရင်ကောင်းလာတယ်အနေထားမျိုးဖြစ်လာတဲ့အခါမှာဒါမဲ့ပရီးမီးယားလိပွဲစဉ်တွေကတော့ပို့ပြီးတော့အစိတ်ဝင်စားဖို့ကောင်းလာတယ်မန်စီးတီးယားတော့နောက်ပိုင်းပွဲတွေလည်းလေးခြောက်တာလေးတွေရှိတယ်အဲ့တော့ဒီမန်စီးတီးရဲ့ဒီလီဗာပူးကိုကိုပြတ်၃ဂိုးကိုမရှိနဲ့နိုင်ွားတဲ့နိုင်ပွဲကတော့ပရီးမီးယားလိကိုပို့ပြီးတော့ဗောနောကောင်းဖို့ဖြစ်လာရလို့ကျွန်တော်ကတော့ပြောချင်ပါတယ် โอเคပါဒါအခုဒါတော့ဒါကျွန်တော်တို့ရဲ့ဒီ Man City ဒါ Liverpool ဒါ၃ဂိုးကိုမရှိပါတော့ဒါ Man City နိုင်ခဲ့တဲ့ပွဲဒါပွဲပြီးသုံးသပ်ချက်ကတော့ဒီလောက်ပါပဲဒါကျွန်တော်တို့ဒါအချိန်တစ်ခုပေးပြီးတော့ဒါဆွေးနွေးသုံးသပ်ပေးခဲ့တဲ့ကိုရေးရင်းထုံးကိုလည်းကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့အစီအစဉ်ကိုဒါအချိန်တစ်ခုပေးပြီးတော့ကြည်ပေးခဲ့ကြတယ်ဒါပေါ်တော့ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်ဒါဒီပိုင်းကိုတော့ဒီနေရာမှာရှင်းားမယ်လို့ပဲပြောစင်ပါတယ်ဗျာပြောတယ်ပါတယ်